ော်တင်းလေးများရဲ့ခွန်ခွဲပွဲစဉ်လေးညာတပွဲဖြစ်တဲ့ဒီ Chelsea နဲ့ Ipswich ပေါ့နော်အဲ့ပွဲစဉ်လေးကိုကျွန်တော်သုံးသပ်ရှင်းပါတော့ကဲ Chelsea ကတော့ဒါပကြောတော့ Ipswich ကို Ipswich က2-0နဲ့ရှုံးလာတယ်ပေါ့နော်ဒါပေမဲ့တတော်မှာ Chelsea ကကျွန်တော်အနေနဲ့အိမ်ဝင်အရင်ကောင်းနေတယ်အိမ်ဝင်တော့6ပွဲစက်ကအားတခုပဲနောက်ဆုံးအိမ်ဝင်၄ပွဲစက်ကအဲ့လိုဂိုးလေးတည်းဆို1-1ဟိုအဲ့လိုလေးနေဖြစ်နေတာလို့တွေ့ရတယ်ဒါပေမဲ့6ပွဲစက်ကတော့အိမ်ဝင်မှနိုင်ရတယ်ပေါ့နော် Ipswich ကကြာတော့တက်ကြတယ်နောက်ဆက်က Ipswich ကဆန်ဆာရှင် ူ့အထက်ကဆက်ဟိုဟာဆက်ဖနစ်ကဝူးနေတာဆက်နှစ်မှတော့ပြန်နေတယ်အဲ့ဒါအဲ့တော့အဲ့ဒီဆက်နှစ်မှပြတ်တဲ့နေဒါနောက်လက်ကျန်လာပဲခုနပွဲလောက်ပဲကျန်တော့လေအနေသားပြီးဆိုတော့အာမသူထက်ယုံနိုင်လို့ဆိုတော့ဆိုရင်ဒီဆက်နှစ်မှဆိုတာဟိုလေးခုလေးဘွဲစာကြီးလေးဘွဲစာကြီးပြည်စီတော့ဒါတင်ချာကြီးရတွေ့တော့ဒီလေးဘွဲစာကြီးဘူးကချေချော်မှပဲတန်းစစ်ဆုံးနေတာအစ်ဆွေအမိုင်ဦးမှာတက်မယ်ဆိုကျွန်တော်အနေနဲ့တော့တိတ်မလွယ်တော့ဘူးထင်ဟိုအစ်ဆွေကခံစက်ကလည်းတော်တော်လေးအားနေတယ်နောက်ဆုံး6ဘွဲစလုံးပါပဲပြေးဖို့မယ်ဟိုကတော့ဝေးပဲရှိတယ်ချက်နဲ့ပွဲတိုင်းကတော့ဘူးလေး တကူကြီးတကူကတော့ပုံမှန်ပြည်ပြည်နေကြတယ်အသေးဖြစ်နေတာဆယ်စီးအနေနဲ့ကဒီသူ့အထက်ကနော်ဒန်ဖောနက်က၄ပါပေါ့ဆယ်စီးအဆင့်၄ဆိုတော့ဒီနော်ဒန်ဖောနက်ကလည်းအခုဒီဘက်ရဲ့ဘွဲဆိုတာအင်ဝင်တော့ကစားမှုရှိတယ်ဆိုတော့ကိုယ်ချက်ကိုယ်ချက်ဟိုနာဂရန်နာအပါရနဲ့ရေဆိုင်ရရနေရမယ်နေခါမျိုးမှာ issues လို့ဟိုပြီးတော့နောက်ဆက်ကအင်ဝင်ချက်ကြီးကသူ့ရဲ့မိပါ issues ကိုနောက်ဆုံး၄ခွက်ချက်ကလည်းနိုင်ဟာဘိုးပြက်နေတယ်ဆိုတော့ဒီအခွင့်ဒီအစင်လာကောင်းလေးကိုနဲ့ခြေစုံကိုဆက်ထိန်ပြီးတော့ နော်ဒင်ယာဖောရက်စ်ထပ်ပြီးအားပေးနိုင်မှာပေါ့နော်နော်ဒင်ယာဖောရက်စ်ကအတွက်မှာဝက်ချက်ပြီးနေဆိုပြီးအားပေးနိုင်မှာဆိုတဲ့အနေအားကိုကျွန်တော်တို့တုံးသက်ခြင်းပေါ့နော်အဲ့တော့ကြာနေတဲ့အဲ့ဒီလုံးလေးပေါ့ချယ်ဆီရဗျဟိုဘယ်လိုရောက်အောင်ဆိုတော့ဟိုရန်အင်အားတွေအကုန်တောင်းတင်းတဲ့ခါကျတော့ဟိုဘက်ကဒီ Europa League Quarter Final ဆိုရင်သူ့အတွက်အခက်အခဲကိုကစားရောဟို Conference League ပေါ့နော် Conference League Quarter Final ဆိုတော့သူအခက်အခဲမရှိကစားရောဒါပေမဲ့သူ့ရဲ့အဓိကမာရော့စကာရဲ့အဓိကဦးတည်ချက်က ချန်ပီယံလိဝင်ခွင့်ရဖို့။အဲချက်စီးရဲ့ဥတီချက်ကချန်ပီယံလိဝင်ခွင့်ရဖို့။အဲ့တော့ဒီလိုမျိုးသူ့ကိုပါကြောမှာနိုင်ရတဲ့အသင်းကိုပြန်ရင်ဆိုင်ရတဲ့အခါမှာသူကတော့နိုင်ပါပဲ။ကျွန်တော်တို့ကဂိုးပြတ်မပြတ်ဘူးကျွန်တော်ကစဉ်းစားအောင်။အဲ့တော့ Isus ကဖြီးရမဖြစ်လာတော့ဟောရာဒီကသင်္ကန်းနေနေ။အဲ့တော့သူ့ကိုတွဲလိုက်ပြီဆိုရင်ပထမပထမပိုင်းသာချက်စီးနိုင်ရင်ဒီဘက်ကချက်စီးကိုပြတ်နိုင်မှာ။အဲ့ဘယ်လိုပြောလဲ Isus ဘက်ကကစားဖို့ဆိုတော့ အစ်စစ်ဘက်ကနေပြီးတော့ကျွန်တော်တို့ရင်ခုန်ဖို့ဆိုတော့ကလည်းတော်တော်လေးစွန်လာရကြတယ်ဒါပေမဲ့2ပေါင်း80ကြတော့လေအရှင်နေနေအောင်မခတ်တဲ့စီအဲအဲအဲဂျေကြီးကြတော့လေပျော့ရဲတော့ပျော့အောင်ပြူဒါပေမဲ့ပရီးမီးယားလိကဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့ကြောက်လေရတယ်လားအာဒီလိုမျိုးဒီလိုပေးလိုက်ဟာဒီလိုလုပ်တယ်ဟာကိုကောင်းကိုလိုလိုဖြစ်သွားလိုက်သူကကိုရီလိုပြန်တွေးနေရအေးအဲ့လိုဖြစ်အကျွန်တော်ပရီးမီးယားလိဆိုတော်တော်ကြောက်တာကျွန်တော်တကယ်ပဲအဲ့တော့ကျွန်တော်ကျွန်တော်အမြင်ကိုကျွန်တော်စဉ်းစားကြည့်ရတယ် ချက်စီရတော့နိုင်ပါပဲဒီဘက်မှာတကယ်လို့ဂုံးမပြတ်ဘူးဆိုတော့ဒါ तू လှုပ်စားသွားတယ်လို့တော့ပြောလို့ရအောင်အာမဆိုင်ဘူးပွဲပန်းနဲ့ဘာညာရဲ့အကြောင်းပြချက်တွေရအောင် तू ပေးသွားလို့ရအောင်တကယ်တမ်းကျရင်တော့ Isus ကဖီအားတန်အနေဒါတွေပါနေနေဆိုရင်ကျွန်တော်တို့ကချက်စီတဟိုးသွင်းလိုက်ဆိုတော့ Isus ဘက်ကနေတိုင်းပဲဆိုရင်ကျွန်တော်တို့တော်တော်ကြောက်တော်တော်ကြောက်အောင်ဘာကြောက်လဲဆိုတော့ तू က तू ကဖွင့်ပါဒီ तू ကချက်စီတဟိုးသွင်းလိုက်တော့ तू ကအတော်ဖွင့်ပါဆိုတော့အဲ့ဒီနေဒါ तू ပါကြောက်လဲနိုင်ရတယ်ဆိုပြီးတော့ ဟိုဂုံချိန်ဂုံမတွေတက်ပြီးတော့ပွင့်ပွင့်ဆိုတော့ကျွန်တော်ကြောက်ဆရာကျန်းနေတယ်ဒီစကားကြောက်အစကားဇေဘကဘာလဲဒီရည်သူအိမ်ပေါ်မှာချဲလို့ဖြူသွားရတော့ချင်းတဲ့တတိထားမိတာကရည်စအကောင်တော့သူတွေမူတွေကစားတဲ့ကိုယ်ပေါ်တွေတော်တော်လေးမြေမြေနဲ့ဟုတ်တယ်ပါအသိတော့ဒါပေမဲ့ရည်မောင်ကနေကောင်းတော့ဒီကပြန်ဖားတော့ပြန်ထားပြီးတော့ဝမ်းလီလီစီဝမ်းလီနဲ့ပေါက်လိုက်သူ့ဇေဒန်၃လုံးရှုံး၃လုံး၅၀ရှုံးနဲ့အဲ့လိုကူပေါင်းစည်းနဲ့ပြီးပေါက်ပြီးတော့ ဟိုဟိုးကြတာပြည်နယ်သွင်းမှုလည်းမရှိဘူး။ခြေသေးကိုခုနကပဲတရီတာမိရ။ဒါပေမဲ့လက်ရှိအစွဲရနေတာကလည်းပြောမယ်ဆိုဇာတ်လို့ခုနပြောရတယ်လို့နော်။ဟိုတန်းပြန်တက်နိုင်မှုဆိုတာမလွယ်တော့ဘူး။လက်ရှိတန်းတက်ရည်မှုဆိုတာလေမလုံနေတဲ့အတွက်ဖြစ်ဖြစ်ခြေသေးကတော်တော်တင်ကြ။အော်ဒီခြေရမှာလည်းကိုင်းဒီလို့ပါခြံသွားတယ်။ခုနကပဲခံရတဲ့အကုန်လုံးဒီကနည်းနည်း အဓိကကစားသမားတွေခြံသွားရတူတယ်ဒါပေမဲ့တိုက်စစ်ပိုင်းတော့အောင်းကြီးတုံးသွားတယ်ပေါ့နော်အဲဒီပွဲကချယ်ဆီအားဆိုင်မယ်ဆိုတော့ဟိုကလည်းကလာရဝင်လည်းခဲလို့ဆိုတော့တော်တယ်တုံးသွားတယ်မှာလေကွန်ဖရင့်လေးကတော့ချယ်ဆီရောပါပြီလက်ရှိကုန်ကန်သူနဲ့ရှေ့ဖို့ဆိုတော့ဗတ်တက်တော့တုံးတယ်ဗတ်တက်တော့တက်တော့ဗတ်တက်တော့ဖူးဖူးဟဲ့လားဟဲ့လားတော့ဗတ်တက်တော့ဗတ်တက်ရှိတာဗတ်တက်ရှိတယ်ဆိုတော့ဒီလိုပွဲစဉ်မျိုးပါ ဟိုချက်စီးနေတာအနိုင်ရင်တင်းထိုက်တဲ့ပွဲထိုက်တယ်ပြီးတော့အဆင့်၄ဆိုတော့လေဟိုကနဲ့တဲခမကွာဟာမကျဲအောင်မှမင်းစီးတို့ကလိုက်လိုက်လဲလိုက်တာပဲညာဒေသမှုဖြတ်လို့တယ်ဒီလိုနောက်တစ်ချက်ကဒီစောက်တန်လိုမျိုးဒီ issues နဲ့ဟိုတန်းစင်းစုံပြတ်ကောင်းအောင်မှာအိမ်ဝင်းကချက်စီးရလေးဖို့ပြတ်ဆိုတာတဘိုးအောင်မပြရဘူးအချက်စီးခက်စီးကတော့ပေါင်းနေတာကစားခဲ့တဲ့အိမ်ဝင်းလေးတွေမှာ1 0 1 0 1 0 1 0ပဲသူဘိုးရောပေးစဖာလက်ပဲမဟုတ်လားချက်စီးကတော့ဘောအောင်နေမှာလေတော်ပြီတော့အဲ့လိုခက်စီးမျိုး issues ကဟိုတဘိုးပေးလိုက်ပြီးဖွင့်ကစားအောင် တွန်းနိုင်လို့ခက်ခဲမယ်လို့ထင်နေတယ်ထင်တယ်။ဟုတ်ကဲ့ဒီကဘယ်လိုဖြစ်ဖြစ်ပဲတော့ပြောမှာပဲ။ဘယ်လိုနေလဲတော့အာရှတီးကိုကျွန်တော်ခုဖြစ်ရတယ်လို့တူမပေါင်းရှိတယ်ခုနပြောဆိုအာရှတီးကပျော့တယ်ပါညာရှိတယ်ဘိုးဘောင်းကတုံးလို့30လောက်တော့ရှိတယ်ပေါ့နော်။အဲ့တော့အဲ့ဒီဂျင်းနေခါမှာထပ်ပြီးတွေးမယ်ဆိုရင်ကျွန်တော်ပြောသလိုပဲဟိုကတကိုးသွေးတကိုးသွေးကလောက်စားလောက်စားလာလို့ဆိုရင်ဒီတော့ကျွန်တော်တို့ကဒါချက်1-0ဆိုတော့လည်းတော့တယ်ဘာလို့လဲ။ဘာလို့လဲ။ဘာလို့လဲ။ဟုတ်တယ်။အဲ့တော့ဘာကြောလာရှုံးလာတဲ့ရှုံးကျွေးရရှိတော့ တော့စမ်းဖို့ဘက်မှာတော့ Chelsea ဘက်ကောင်းတယ်နော်ဟုတ်တယ်ဒါဒူပေါင်းစင်တော့ဟုတ်ကဲ့တနင်္ဂနွေရက်ကြီးရဲ့ပွဲစဉ်ဝယ်ပြီးတဲ့ Chelsea နဲ့ဟို SS မှာတော့ခုနသုံးသပ်သွားတဲ့အခါကြီးရောလက်ရှိချိန်ဆုံးနေသားရောအားလုံးဖတ်ဖတ်ကဟို SS ကတော့ကျွန်တော်တို့ကတိတ်မဆုံးသားရေဘူးတလုံးကနန်းနဲ့ကန်သွားရင်တော့ဒါ Chelsea နဲ့လည်းများတယ်လို့ပြောလို့ရတယ်နော်အဲ့လိုပြီးတော့မလုပ်နိုင်ဘူးထင်တယ်ခုနစောက်တဲ့ကန်လုံးကိုတန်းစင်းဆုံးပြန်ဟို SS နဲ့တန်းစင်းဆုံးပြန်ပတ်အင်းကောင်လေးဘူးပြတ်သွင်းလာခဲ့တဲ့ခြေစမ်းမျိုးကိုဆက်ထိန်မယ်ဆိုရင်တော့ဒီနေ့ပွဲမှာ ဟို hisset ကို Chelsea ကိုမပြတ်စရာအကြောင်းမရှိလို့ကျွန်တော်တို့ယူဆပါတယ်။ဒါကြောင့် Chelsea ကိုပဲကျွန်တော်တို့ပုံမှန်လိုက်လာရအောင်။